မင်္ဂလာပါခင်ဗျရန်ကုန်ခေတ္တကနေနောက်ဆုံးရရှိထားတဲ့သတင်းတွေကိုတင်ဆက်ပေးပါမယ်ရန်ကုန်မြို့ပြည်သူရင်မြင်ကလမ်းလျှောက်တဲ့ကြမ်းတွားရောက်လက်ပတ်တဲ့လူငယ်တွေတဲကမောင်ဖြိုးကိုစင်အပါဝင်လူငယ်၃ဦးဟာရန်ဖြစ်ပြီးအပြန်ရင်ပြင်ထိတ်မှာပဲအဲ့ဒီလူငယ်၃ဦးကိုစစ်ကောင်စီတပ်ကစစ်မှုထမ်းရမယ်ပြောပြီးပေါ်တာဆွဲဖမ်းဆီးသွားတယ်ဆိုပါတယ်အချက်ပတ်စစ်ကောင်စီကနိုင်ငံကကိုလူကြောက်ကောင်းအောင်သူတို့စစ်တပ်ကအပြစ်ရထားပါတယ်ပြောပြီးဒီကနေ့မြန်မာနေ့တကူတဲ့ကြမ်းအတက်နေမှာပဲ ပြင်ပြည်နယ်ကော့ကရိတ်မြို့နယ်ကကြုံတို့မြို့ကိုလေကြောင်းတက်ခတ်မှုတွေလုပ်နေပြီးမနေ့ကလက်နက်ကြီးပစ်ခတ်မှုမှာလဲစစ်ဘေးရှောင်ကားစီးပေါ်ကိုကြောက်ရွံ့ပောက်ကွဲသွားတဲ့အတွက်ပြည်သူ၁၀ဦးဝန်းကျင်တေဆုံးထားရတယ်ဆိုတဲ့သတင်းပါဝင်နောက်ဆုံးရရှိထားတဲ့သတင်းတွေကိုတင်ဆက်ပေးပါမယ်အခုပြပါဆုံးတင်ဆက်ပေးခြင်းတဲ့သတင်းကတော့ရန်ကုန်မြို့ပြည်သူရင်မြင်ကလက်လျှောက်ကြံတွားရောက်လက်ပတ်တဲ့လူငယ်တွေတဲကမောင်ဖြိုးကိုစင်အပါဝင်လူငယ်၃ဦးဟာရန်ဖြစ်ပြီးအပြန်ရင်ပြင်ထိတ်မှာပဲ အဲဒီလူငယ်၃ဦးကိုစစ်ကောင်စီတပ်ကစစ်မှုထမ်းရမယ်ပြောပြီးပေါ်တာဆွဲဖမ်းဆီးသွားတယ်လို့ဖမ်းဆီးခံရတဲ့လူငယ်၃ဦးရဲ့မိတ်ဆွေကိုတိုင်ရန်ကုန်ခေတ္တကိုအတိပေးပြောဆိုလာပါတယ်ဖြစ်စဉ်ကတော့ဧပြီလ15ရက်နေ့ဖြစ်တဲ့မနေ့ကတကြံအကျက်နေ့မှာပဲလိုင်တရာမြို့နယ်တီရိဇေယလမ်းမှာနေတဲ့မောင်ဖြိုးကိုစင်တဲ့တငယ်ချင်းတစုဟာရန်ကုန်မြို့ပြည်သူရင်မြင်ကလမ်းလျှောက်တကြံကိုတွားရောက်လေပတ်ခဲ့ကြတယ်ဆိုပါတယ် အဲ့ဒီမှာရေကစားရင်းနဲ့မောင်ဖြိုးကိုစင်တို့အုပ်စုနဲ့တခြားလူငယ်အုပ်စုတွေကြားအရက်မူပြီးခိုက်ရန်ဖြစ်ပွားခဲ့ကြပြီးတဲ့နောက်မောင်ဖြိုးကိုစင်တို့လူငယ်တစုဟာပြန်ထွက်လာတဲ့အချိန်မှာပဲပြည်သူယဉ်ပြင်ထိတ်မှတဲ့အရက်ဝင်းနဲ့စစ်ကောင်စီတပ်သားတွေကညီလေးတို့စစ်မှုထမ်းရမယ်လိုက်ခဲ့ဆိုပြီးကားပေါ်ကိုဆွဲတင်သွားကြတဲ့လူဖမ်းဆီးခံရတဲ့လူငယ်၃ဦးရဲ့မိတ်ဆွေကိုယ်တိုင်ပြောထားပါတယ်အဲ့ဒီနောက် လူငယ်သုံးကိုစစ်ကောင်စီတပ်သားတွေကရွှေပြည်သားစစ်သားစုဆောင်ရေးတက်ထဲခေါ်သွားပြီးစစ်မှုထမ်းဖို့လက်မှတ်ထိုးခိုင်းတယ်လို့အကယ်လို့စစ်မှုမထမ်းကျင်ရင်မူရည်ရန်ကားမှုနဲ့ထောင်ချခံရမယ်ဆိုပြီးတော့ပါချိန်ချောက်ပြီးတော့လက်မှတ်ထိုးခိုင်းပြီးတာနဲ့အင်ကိုဆက်သွဲခိုင်းပြီးအဝစ်စားတွေတခါတည်းလာပို့ခိုင်းခဲ့တယ်လို့ဖန်ဆီးခံရတဲ့လူငယ်သုံးဦးရဲ့မိတ်ဆွေကိုယ်တိုင်ရန်ကုန်ကစ်တစ်ကိုအတိပေးပြောဆိုထားပါတယ်ခင်ဗျာဖတ်မှာတော့အကျဉ်းဖက်စကောင်စီကနိုင်ငံတကာကိုလူကြောက်အောင်သူတို့စစ်တပ်ကအပြစ်ရထားပါတယ်ပြောပြီးတဖက်မှာတော့ လေချောင်းတက်ခိုက်မှုတွေကိုအဆက်မပြတ်လုပ်နေရမှာဒီကနေ့မြန်မာနှစ်တက်ကူးတကြံအတက်နေမှာပဲဂင်းပြည်နယ်ကော့ဂရိတ်မြို့နယ်ကကြုံတုံးမြို့ကိုလေချောင်းတက်ခိုက်မှုတွေလုပ်နေပြီမနေ့ကလက်နက်ကြီးနဲ့ပစ်ခတ်မှုမှာလေစစ်ဘေးရှောင်ကာစီဘော်ကိုကြက်ရောက်ပောက်ကွဲသွားတဲ့အတွက်ပြည်သူ၁၀ဝန်းကျင်တေဆုံးထားတယ်လို့စစ်ဘေးရှောင်တွေကိုကူညီနေသူတချို့ကရန်ကုန်ခေတ္တကိုပြောပါတယ်ဒါကတော့ဒီကနေ့ဧပြီလ16ရက်နေ့ဖြစ်တဲ့တကြံအတက်နေမနက်ပိုင်းမှာတင်း အကြံဖက်စကောင်းစီတက်ကကင်းပြင်းနဲ့ကော့ကရိတ်မြို့နယ်ကျုံတို့ဒေတာကျေးရွာတွေကိုလေနဲ့လာပြီးဘုံတွေအစမပြတ်ကျဲချတိုက်ခိုက်သွားတယ်လို့လေ GNL သတင်းရင်းမြစ်ကပြောထားပါတယ်။ဒါအပြင်ဧပြီလ15နေ့ဖြစ်တဲ့မနေ့ကတကြံအချက်နေ့ကလည်းအကြံဖက်စကောင်းစီတက်ဟာအဲ့ဒီကော့ကရိတ်မြို့နယ်ကျုံတို့မြို့ကနွားချန်ကုန်းကျေးရွာကိုလက်နက်ကြီးတွေနဲ့ပစ်ခတ်မှုကြောင့် စပေးရှောင်မှုပြင်ဆင်နေတဲ့ပြည်သူတွေရဲ့ကားပေါ်ကိုလက်နက်ကြီးကြီးကြက်ရောက်ပောက်ကွဲသွားပြီးပြည်သူ၁၀ဦးဝင့်ကျင်တိတ်ဆုံးခဲ့ရတဲ့အပြင်ကျန်တဲ့ဒေသခံပြည်သူတွေလည်းထွက်ပြေးတိမ်းရှောင်နေရတယ်လို့စပေးရှောင်တွေကိုကူညီနေသူတချို့ကပြောထားပါတယ်ခင်ဗျတဖက်မှာလည်း မြန်မာနေတကူတကြံကာလကြီးမာတဲ့အကြံဖက်စကောက်စီတက်ကမကွေးတိုင်းမှာရှိတဲ့စောမျိုးနယ်နဲ့ဂံကောမျိုးနယ်အပြင်စကိုင်းတိုင်းရာတော်မျိုးနယ်ကကြေးရွာတွေကိုပါတိုက်လေရင်နဲ့လာပြီးဘုံကျဲတိုက်ခိုက်သွားမှုကြောင့်ရသားပြည်သူ၁၀ဦးထက်မနည်းဒဏ်ရာတွေရထားပြန်တယ်လို့ဒေသခံသတင်းရင်းမြစ်တွေကရန်ကုန်ခေတ္တကိုပြောပါတယ်ဒီကနေ့ဧပြီလ၁၆ရက်နေ့ဖြစ်တဲ့တကြံအတက်နေ့မနက်ပိုင်းမှာတင်မကွေးတိုင်းစောမျိုးနယ်မြောက်ဘက်နဲ့ဂံကောမျိုးနယ်မြောက်ဘက်အချမ်းတွေကိုအကြံဖက်စကောက်စီတက်ကလေနဲ့လာပြီးဘုံတွေကျဲချသွားတယ်လို့ယောလင်းနိုင်ရဲ့ကိုမင်းတက်တက်ကရန်ကုန်ခေတ္တကိုပြောပါတယ် ဒါပြင်တဖက်ကစကိုင်းတန်းအရာတော်မြို့နယ်တောင်ပိုင်းမှာရှိတဲ့ကျေးရွာနှစ်ရွာကိုလည်းအကြံဖက်စကောင်းစီတက်ကဒီကနေ့တကြံအတက်နေမနက်ပိုင်းမှာတင်းလေနဲ့လာပြီးဘုံကျက်တက်ခိုက်သွားမှုကြောင့်ရဲသားပြည်သူ10ဦးထက်မနည်းဒဏ်ရာတွေရထားတယ်လို့ဒေသခံပြည်သူတွေကပြောထားကြပါတယ်တဖက်မှာတော့ငလင်နိုင်ငံအတိဒုက္ခရောက်နေတဲ့ပြည်သူတွေအတွက်လူသားချင်းစာနာမှုအကူအညီတွေပေးလို့ရအောင် UNGPD ရဲ့တပ်တွေနဲ့တိုင်းရင်းသားတော်လှန်ရေးတပ်တွေကပါထိုးစစ်တွေမလုပ်ပဲခုခံစစ်နေတာယာယီအပြစ်ရပ်ပေးထားပေမဲ့အကြံဖက်စကောင်းစီတက်ကတော့ နိုင်ငံတကာကိုလူကြောက်ကောင်းသူတို့စစ်တပ်ဘက်ကအပြစ်ရထားပါတယ်ပြောပြီးတစ်ဖက်မှာတော့အခုလိုလေကြောင်းတိုက်ခိုက်မှုတွေကိုဇက်တိုက်လုပ်နေတဲ့အပြင်မြေပြင်မှာလည်းစစ်ကြောင်းထိုးတာတွေကိုအဆက်မပြတ်လုပ်နေကြတယ်လို့လည်းဒေသခံပြည်သူတွေကပြောထားကြပါတယ်ခင်ဗျတစ်ဖက်မှာတော့စကိုင်းတိုင်းကလေးမြို့နယ်တောင်ပိုင်းနယ်မကွေးတိုင်းကံကောင်းမြို့နယ်မြောက်ပိုင်းကအကြံဖက်စကောက်စီတက်စကန်၅ခုကိုနှစ်လအတွင်းမှာပဲတော်လိုင်းပူပေါင်းတက်တွေကအပိတသိမ့်ပိုင်နိုင်ခဲ့တယ်လို့ CDF KKG ကဒီကနေ့ဧပြီလ16ရက်နေ့မှာပဲတရားဝင်ထုတ်ပြန်လာပါတယ် အဲ့ဒီကလေးကံကောလမ်းမိုင်းစစ်စင်ရေးဟာဒေါ်လာရေးပူပေါင်းတက်တွေကဖေဖော်ဝါရီလကမှာစတင်ခဲ့တဲ့စစ်စင်ရေးဖြစ်ပြီးနှစ်လအတွင်းမှာစစ်ကောင်စီရဲ့ကမ်ဘာနီမှန်တော့အရှိအောင်သားရအနောက်အောင်သားရနဲ့ကြန်သားရတက်စကန်တွေကိုဒေါ်လာရေးပူပေါင်းတက်တွေကအပိတ်သက်သိမ့်ပိုက်ထားပြီးဖြစ်တယ်လို့ဆိုပါတယ်အဲ့ဒီစကန်တိန်တိုက်ပွဲတွေအတွင်းစစ်ကောင်စီဘက်ကသေတဲ့သူတွေလည်းတော်တော်ကိုများတဲ့အပြင်ဒေါ်လန်ကြီးဘက်ကလည်းရဲဘော်နှုတ်ဦးမြင့်မြတ်စွာအသက်ပေးလူတွားရပြီး၆ဦးကဒဏ်ရာတွေရထားတယ်လို့ CDF KKG ရဲ့ထုတ်ပြန်ချက်ထဲမှာပါရှိပါတယ်။ တစ်ဖက်မှာတော့အဲ့ဒီတိမ့်ပရရှိထားတဲ့စစ်ကောင်စီတက်စကန်၅ခုစီကနေလက်နက်ခဲရဲအမြောက်အများကိုလည်းတော်လန့်ရေးတပ်တွေကတင်းစီရရှိထားပြီးအဲ့ဒီတိုက်ပွဲတွေအတွင်းအချမ်းဖက်စစ်ကောင်စီတပ်ကတိုက်ပွဲနဲ့မဆိုင်တဲ့အယတပြည်သူတွေနေထိုင်ရနေရာတွေကိုပိတ်မထားပြီးတော့လေကြောင်းကနေဘုံကျဲတိုက်ခိုက်မှုတွေကြောင့်ပြည်သူ15ဦးဝင့်ကျင်လဲတိတ်ဆုံးခဲ့ရတယ်လို့ CDF KKG ကတရားဝင်ထုတ်ပြန်ထားပါတယ်ခင်ဗျာတစ်ဖက်မှာတော့ရန်ကုန်မြို့ကအင်းစိန်မြို့နယ်ကာကြီးခါခွေရက်ကွက်မှာအချမ်းဖက်စစ်ကောင်စီတပ်နဲ့အုပ်ချုပ်ရေးအဖွဲ့တွေက လူငယ်တွေကိုစစ်မှုထမ်းမလားပတ်စံပေးပြီးလူစားထိုးမလားလို့ပြောပြီးတအင်ကိုငွေကျပ်9000စီလစဉ်ကောက်ခံနေတယ်လို့အဲ့ဒီရက်ွက်နေပြည်သူတွေကရန်ကုန်ခေတ်တွေကိုပြောပါတယ်။ဒါကတော့တစ်ဖက်မှာငလင်တန်းကြောင့်ပြည်သူတွေအတိတ်ဒုက္ခရောက်နေတဲ့ရက်ပိုင်းဖြစ်တဲ့ April လ6ရက်နေ့ကစပြီးတစ်ဖက်ကရန်ကုန်မြို့အင်းစိန်မြို့နယ်ကကြီးခခွေရက်ွက်မှာတော့အချမ်းဖက်စကောင်းစီတက်တဲ့ရက်ွက်အုပ်ချုပ်ရေးအဖွဲ့တွေကအခု April လမှာဖွင့်မယ်စစ်မှုထမ်းအပတ်စဉ်7နှစ်အတွက်လူသစ်စုသားတွေလိုက်လုံနေကြတယ်ဆိုပါတယ်။အဲ့ဒီလို စစ်မှုထမ်းလူသစ်ဆုတဲ့အချိန်အဲ့ဒီအင်းစိန်မြို့နယ်ကာကြီးခါခွေရက်ကွက်အုပ်ချုပ်ရေးအဖွဲ့တွေကလူငယ်တွေကိုစစ်မှုထမ်းမလားပတ်စံပေးပြီးလူစားထိုးမလားလို့မေးပြီးတော့အကယ်လို့လူစားထိုးမယ်ဆိုရင်ပတ်စံပေးရမယ်ပြောပြီးတအိမ်ကိုငွေကျပ်9000စီမဖြစ်မနေပေးဖို့လိုက်လံတောင်းရန်နေတယ်လို့အဲ့ဒီရက်ကွက်မှာနေတဲ့ပြည်သူတွေကပြောထားကြပါတယ်လက်ရှိအင်းစိန်မြို့နယ်ကရက်ကွက်တွေမှာတဆိုင်ရာစစ်ကောင်စီအုပ်ချုပ်ရေးအဖွဲ့တွေကသူတို့ရဲ့စစ်မှုထမ်းပတ်စံဆက်နေအတွက် လူငယ်တွေကိုစစ်မှုထမ်းဖို့လူသစ်ဆူတာတွေစိန်ခေါ်တာတွေတောက်လျှောက်လုပ်နေတယ်လို့လည်းအင်းစိန်မြို့နေပြည်သူတွေကရန်ကုန်ခေတ်တကိုပြောထားကြပါလိမ့်ခင်ဗျာဟုတ်ကဲ့ဒါကတော့ရန်ကုန်ခေတ်ကနေနောက်ဆုံးရရှိထားတဲ့သတင်းတွေကိုတင်ဆက်ပေးခဲ့တာပါကြည့်ရှုပေးခဲ့တဲ့အတွက်ချစ်စွတ်တင်ပါတယ်ကျွန်တော်နားငယ်ပါ